ဗျိတ်တင်အခြေစိုက် BBC ရုပ်သံဌာနကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏မိန့်ခွန်းကိုတီးဖြတ်ရမှာမာယွန်းစွာဆုံးဖြတ်မိကြောင်းတရားဝင်တောင်းပန်ပေတော်လေသမ္မတထရမ့်ကမူ BBC ကိုဒေါ်လာ1ဘီလီယံမှ9ဘီလီယံအထိလျော်ကြီးရရန်တရားစွဲဆိုမိဟုတီးဗျူပြောကြားလိုက်ပါတယ်။ တမဒထရန်ယာ၎င်းရဲ့မိန်ခွန်းကို BBC ရဲ့ Panorama မှတ်တမ်းရုပ်ရှင်မှာမားယွန်းစွာတီးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီးလာမည့်ရက်တတပတ်အတွင်းဥပဒေအရအရေးယူဆောင်ရွက်မှုများဆက်တင်မည်ဟုသတင်းတောင်များအားပြောကြားခဲ့ပါတယ်။ကျွန်တော်တို့တရားစွဲမယ်ဘီလီယံဒေါ်လာတစ်ခုနဲ့9ဘီလီယံကြားတရားစွဲမယ်လာမည့်သတင်းပတ်လောင်မှာဖြစ်နိုင်ပါတယ်ဟု၎င်းကပြောပါတယ်။ဒါကိုလောက်ရမယ်သူတို့လင်းလဲခဲ့တယ်ဆိုတာကိုတောင်ဝန်ခံထားကြတယ်။ ူတို့ဟာကျွန်တော်ရဲ့ပါဆက်ကထွက်လာတဲ့စကားတွေကိုပြောင်းလဲခဲ့တယ်လို့တမဒါထရမ်ကဆွဆွဲခဲ့ပါတယ်။အဆိုပါပြဿနာဟာ2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့ကက်ပီတယ်အဆောက်အုံမှာအထူးကယုံမဖြစ်ပွားမီတမဒါထရမ်ရဲ့မိန်ခွန်းမှာအပိုင်းအဆများကိုဖြတ်တော့ဆက်ဆက်၍တင်ပြခဲ့ခြင်းနဲ့သက်ဆိုင်ပါတယ်။ BBC ဟာကြားတပတင်းနေ့တွင်တမရထရန်ထန်တရားဝင်တောင်းပန်ခဲ့ပြီး၎င်း၏ဥက္ကဋ္ဌဆမ်မီယေရှာက ကိုရဲကိုတာစားတဆောင်ပေးပို့ခဲ့ပါသည်။ BBC ကအဲ့ဒီမှတ်တမ်းရုပ်ရှင်းကို၎င်းရဲ့ platform များပေါ်တွင်မြည်သည့်ပုံစံဖြင့်များပြန်လည်ထုတ်လွှင့်မည်မဟုတ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။သို့တော်လည်း BBC က၎င်းတို့အနေဖြင့်ဗီဒီယိုအပိုင်းကိုတိဖြတ်ထဲသည့်ပုံစံအတွေ့စိတ်ရဲမှန်ဖြင့်နောက်တရကြောင်းဝန်ခံတော်လဲအသေးရေဖြတ်မှုတောင်းဆိုရန်အခြေအမျက်ချီသည့်ဆိုဒီကိုကျွန်တို့တို့ပြန်ပြန်ထန်ထန်သဘောမတူပါဟုလျော်ကြေးပေးရန်ကိုငင်းဆိုခဲ့ပါတယ်။ ဥပဒေကျွမ်းကျင်သူများကတမရော့ထရမ့်ဟာ UK သို့မဟုတ် American တရားရုံးများတွင်အမှုဆွဲဆိုရမှအခက်အခဲတွေနဲ့ရင်ဆိုင်ရနိုင်ကြောင်းထောက်ပြပါတယ်။ဒီအငင်းဖွားမှုကြောင့် BBC ရဲ့ညွှန်ကြားရေးမှူးချစ် Tim Davie နဲ့ BBC News အမှုဆောင်အရာရှိချုပ် Deborah Tannes တို့ယာတို့မှနှုတ်ထွက်ထဲကြပါတယ်ဟိ။၎င်းတို့ရဲ့နှုတ်ထွက်မှုဟာ BBC ရဲ့ကြီးမားတဲ့အကြက်အတဲများထဲမှတခုတ်ဖြစ်ခဲ့ပါတယ်။